မိုဘိုင်းလက်ကျန် KO Clash တဲ့မှာအသုံးမဲ့ဆုံးဟီးရိုးများ KO Clash ကတော့အခုဆိုရင် official server ကိုကြောက်လာတာအချိန်တစ်ခုရှိပြီဆိုတော့ဒီမုတ်မှာဘယ်ဟီးရိုးတွေကင်ပြီးတော့အနိုင်ပိုင်ရလွယ်လဲဆိုတာကိုလုတ်ကပြပါမယ်။အကင်တို့ဂျောဟက်တို့ဆိုတာလူတီများတဲ့အတွက်သူတို့ကတော့ exception အနေနဲ့ထဲမပြောတော့ပါဘူး။ Dip Valia အကင်နဲ့ဂျောဟက်လိုပဲ Display Man Spare ပါဝင်တဲ့နောက်ကောင်ကတော့ Valia ပါ။ Enemy တွေကိုဆုံးပြင်းတွန်းထောက်ရတာပြောစရာကောင်းပေမဲ့ Ali Brown နေမှာအသက်ရှင်အောင်နေရတာခက်ပါတယ်။ Ne? Who knows? HP ပေတိုင်းမဲ့ဟီးရိုးတွေကဒီမုံမှာကျန်တာလူတိုင်းသိမယ်ထင်ပါတယ်။လူနော့စာဆိုရင်တော့ဘလောက်မှလည်းဟီးရိုးမျိုးပဲဖြစ်ပါစေအရေးထွန်းနိုင်မယ်ဆိုတာသိကြပါတယ်။တော့ Gary လူနော့စတဲ့အရေးပုံဖြော်ဆုပ်ကောင်းတဲ့ဟီးရိုးကတော့ Gary ဖြစ်ပါတယ်။ True Damage Dealer ဖြစ်လို့ဒီဟီးရိုးနဲ့ဆိုရင်နိုင်ရလွယ်ပါတယ်။လေ Hanabi ဒီမုံမှာကိုကျန်နေတာ Hanabi ပါ။ Hero Dine Auto HP များနေတဲ့အတွက် She or Slow Effect ရော AoE Damage ရောပါဝင်နေတဲ့ Hanabi လိုဟီးရိုးမျိုးကတော်တော်လေးအသုံးဝင်ပါတယ်။ဟာ Thomas Thomas လို့ကောင်းမျိုးကတော့ဘလို့တသက်မသိတဲ့အတွက် anti lactic item တစ်ခုစိုက်ရင်စမဟုတ်ရင်အကင်လို hero မျိုးကန်ပြီးစေ့ဆောင်ပြင်ဘက်ကိုတွန်းထုံးပါရပါလိမ့်မယ်